ဆန္ဒအဆက်မှာစနေမောင်နှံတစုံကသူ့ရဲ့အိမ်ကြီးချင်းတွေအလန့်တကြားနဲ့ပစ္စည်းတွေတိမ်ပြီးအိမ်ထဲကနေအလျင်မြန်ထွက်ပြေးနေကြတာကိုသတိပြုမိလိုက်တယ်။သူတို့လည်းဘာဖြစ်မှန်းမသိတာနဲ့အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါလမ်းပေါ်မှာရှိတဲ့လူတိုင်းကကဘာကြီးပြတ်တော့မဲ့အတိုင်းအသက်လူပြီးပြေးလွှားနေကြပါရဲ့။ဂျက်ဆန်ဆိုတဲ့အမျိုးသားကဘာဖြစ်နေမှန်းအတိအကျမသိသေးပေမဲ့ချိုတင်ကွယ်တဲ့အနေနဲ့သူ့မိသားစုကိုခေါ်ပြီးသူကနေထွက်ဖို့အဆုံးဖြတ်လိုက်တယ်။ ။ဒါပေမဲ့လမ်းမှာပဲသူတို့ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။စောစောကထွက်ပြေးသွားတဲ့အိမ်ကြီးကျွန်းတွေကမြို့ထဲကိုပြန်ဝင်လာနေကြတာပါ။အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပြီးသူတို့မိသားစုလည်းမကြခင်မှာပဲကားလမ်းပိတ်ဆို့မှုတွေမှာပြိမ့်မိသွားပါတော့လေအဲ့ဒီအချိန်မှာမှသူတို့သဘောပေါက်သွားတယ်မျိုးထွက်လမ်းမကြီးကိုစစ်တပ်ကပိတ်ဆို့ထားလိုက်တာပါရဟတ်ရင်တွေကလည်းအပေါ်ကနေပြန်ဝဲပြီးမျိုးထဲမှာရုတ်တရက်ကူးဆက်ရောဂါတစ်ခုပြန့်နှံ့နေတယ်လူတွေသားခံအလုံးအိမ်ပြန်ကြဖို့အတန်ချိန်ဆက်နဲ့ကြီးညာနေပါတယ် ဒါကိုကြားမှဂျက်ဆွန်လည်းသူတို့အားလုံးအပြင်လောကနဲ့အဆက်အသွယ်ဖြတ်တောက်ခံလိုက်ရပြီဆိုတာကိုနားလည်သွားတယ်။ရုတ်တရက်ပဲကြောက်တုံးလိုအရာတစ်ခုကအကောင်းငင်ပေါ်ကနေပြုတ်ကျလာပြီးဖုန်နေထသွားတယ်။ ပြီးတော့တိုက်လေ20ကမြို့တဲကိုတက်တက်မမတ်ပြန်သန်းလာပြီးဘုံလေးစတင်ကျဲကျဲချပါတော့တယ်။အဲဒီအချိန်မှာဂျက်ဆွန်ရဲ့ဇနီးဘတ်ကအမှန်တရားကိုချက်ချင်းသဘောပေါက်သွားတယ်။စစ်တပ်ကသူတို့ကိုကယ်ဖို့စ조사နေရမဟုတ်ပဲသူတို့ကိုတတ်ဖို့조사နေတာပါ။သူတို့မိသားစုလည်းအသက်လူပြီးတောင်ကုန်းဘော်ကအကြောင်းတကြောင်းကိုပြေးပြေးတက်သွားတယ်။ ြီးတော့မြေအောက်ဘဏ်ကတစ်ခုရဲ့တကားကိုအသေးအတန်ထုပြီးဝင်ဝင်တောင်းရင်နောက်ဆုံးမှာတော့လေရင်တွေရဲ့ဘုံကျဲတံတွေကြားမှာပဲဘဏ်ကတကားကလုံးကျုံစွာပိတ်သွားခဲ့ပါတယ်ဘဏ်ကတကားကိုပိတ်လိုက်တော့ဘတ်တယောက်လက်လမတရားရသွားတယ်။သူမကိုရာယောဂကုသခံလိုက်ရပြီလားဆိုတော့သူမစိုးရိမ်နေမိတယ်။ဘာပဲဖြစ်ဖြစ်ဂျက်ဆွန်ကဘန်ကတကားကိုတန်ကျိုးတွေနဲ့အခိုင်မာပိတ်လိုက်ပြီးသူတို့မိသားစုဟာဒီမီအောက်မှာပဲပုံအောင်နေထိုင်ခဲ့ကြရပါတယ်။ အစားအစာကအသက်တန်းလွန်စီတုပ်ဘူးတွေတောက်ဆရာကမြေအောက်ရေနောက်တွေပါအချိန်တွေကုန်ဆုံးမှုအတွက်သူတို့ဖဲကစားလိုက်ထုထုပုံနဲ့ကစားလိုက်နဲ့ကမ္ဘာပြင်ပနဲ့အဆက်အသွယ်ပြတ်တောက်ပြီးနေထိုင်ခဲ့ကြရတာရက်ပေါင်း300တောင်ကြာမြင့်သွားခဲ့ပါတယ်။ဒီနေ့မှာတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်လာပါတယ်။သူတို့ရဲ့စီတုပ်ဘူးဆက်နှစ်ဘူးကအပေါက်တေးသေးလေးတွေဖြစ်ပြီးအထက်ကအစားအစာတွေပျောက်ဆုံးနေတာကိုတွေ့လိုက်ရတယ်။ကြွက်တကောင်ကလေဝင်လေထွက်ပေါက်ကနေခိုးစားသွားတာကိုသူတို့ယူဆခဲ့တယ်။ ဲ့ဒီညမှာပဲကြွက်ကနောက်တစ်ခါလာခိုးပြန်တယ်ဂျက်ဆန်ကဒေါသတကြီးနဲ့ဓာတားဆွဲထုတ်ပြီးတပ်ဖို့စူးစမ်းလိုက်တယ်။ဒါပေမဲ့ကြွက်ကအယမ်းမြန်နေပြီးဘတ်ကကြွက်ကိုဖမ်းဖို့လှမ်းခုန်လိုက်တဲ့အချိန်မှာမထင်မှတ်ပဲရင်းနှံစီမိကွက်တလုံးမှောက်ကျသွားပါတော့တယ်။မိကလှိမြန်စွာပြက်နက်သွားပြီးသူတို့နှစ်ယောက်အသေးအတန်မိငိမ့်တက်လိုက်ရတယ်။ဒါပေမဲ့မိကိုတွေကလေဝင်လေထွက်ပေါက်ကနေအပြင်ထွက်သွားခဲ့ပါတယ်။ဒါကသူတို့ပုံခွေရနေရာကိုဖောက်ထုတ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာဂျက်ဆန်နဲ့ဘတ်တကားကိုဖွင့် ြီးအပြင်ကိုခဏထွက်ကြည့်လိုက်တယ်။တမီးလေးကတော့ဘန်ကာထဲမှာမှန်တစ်ချက်ကနေအပြင်ကိုချောင်းကြည့်နေတယ်။မထင်မှတ်ပဲတောအုပ်ထဲမှာရှောက်တိုက်သွားနေတဲ့အနက်ရောင်အရေးကြီးတစ်ခုကိုသူမတွေ့လိုက်ရတယ်။သူမကြောက်လန့်တကြားနဲ့အဖေနဲ့မိကိုလှမ်းခေါ်ရင်းအပြင်ကိုပြေးထွက်ခဲ့တယ်။သူတို့မိသားစုဘန်ကာထဲကိုအ мян ပြန်ဝင်ပြီးတကားကိုပိတ်လိုက်တဲ့အချိန်မှာပဲ။ ပေါ်ကနေခြေတံတွေကြားလာရတယ်။တစုံတရာကသူတို့ရှိနေတာကိုသိသွားပါပြီ။ရုတ်တရက်ဘန်ကတကားကိုအပြင်ကနေအားနဲ့ဆောက်တော့လာတယ်။ဘက်ကလှေကားပေါ်တက်ပြီးတကားကိုသူ့ကိုသူ့ကိုလေးချိန်နဲ့ဖိထားလိုက်တယ်။ဒါပေမဲ့တကားကတဖြည်းဖြည်းပွင့်လာပြီးတောက်ပန်းနေတဲ့မျက်လုံးစိတ်ကြီးနှလုံးအထဲကိုချောင်းကြည့်လာပါတယ်။ဂျက်ဆွန်ကအံပိုက်လုံးတစ်ချောင်းကိုဆွဲဖြုတ်ပြီးတကားပေါင်နဲ့ ကလာပြက်ထိုးထည်လာပြီးပိတ်ထားလိုက်တယ်။ဒါပေမဲ့ခဏကြာမှအဲ့ဒီတတဝအုပ်စုလိုက်ပြန်ရောက်လာပြီးဘင်္ဂတကားကိုဖြိုချဝင်ရောက်လာပါတယ်။နေရာတိုင်းမှာမျိုးလုံးစိမ့်တွေကြီးပါပဲ။ချက်စွန်ကရေနံစီမိကွက်နဲ့ပြစ်ပေါက်လိုက်ပြီးတမ်းမြင်ပေါ်ကလှိုင်ကောင်းပေါက်တစ်ခုကိုတွေ့သွားတယ်။သူကသူ့မိန်းမနဲ့သမီးကိုအဲ့ဒီပေါက်ထဲကိုအရင်တွန်းထည့်လိုက်တယ်။သူလိုက်ဝင်မှုစူးစမ်းတဲ့အခါမှာလမ်းကကျင်းနေလို့ပိတ်မိသွားခဲ့တယ်။အနောက်ကမိစ္ဆာတွေကလည်းရောက်လာတော့မယ်။ ဂျက်ဆန်ကသူ့ရဲ့လက်မောင်းကိုအယွတ်ကျွတ်သွားအောင်လုပ်ပြီးရုံးထွက်လိုက်တယ်ဘတ်ကသူ့ကိုအာကုန်ဆွဲထုတ်နေတော့မှပဲကြီးမားတဲ့ခြေသေးကြီးတစ်ဖက်ကဂျက်ဆန်ကိုဖမ်းဆွဲပြီးဘန်ကာရဲကို ပြန်ဆွဲခေါ်သွားပါတော့တယ်။ဂျော်ဆန်ဟာသမီးကိုကာကွယ်ဖို့နောက်ဆုံးအော်ပြောရင်းအသက်စတေးသွားခဲ့ရတယ်။ဘတ်နဲ့သူ့သမီးပြေးထွက်လာပေမဲ့တိုင်းကြီးတစ်ခုနဲ့ပိတ်ပိတ်ဆို့နေတာတွေ့လိုက်ရတယ်။ပြီးတော့ရဟတ်ရင်တစည်းရဲ့မိရအောင်မှာမိသွားပြီးပိုက်ကွန်ကြီးနဲ့အဖမ်းခံလိုက်ရတယ်။အဲဒီအချိန်မှာချစ်မှန်ကိုသူတို့တွေ့လိုက်ရတယ်။သူတို့ကိုလိုက်ဖမ်းနေရင်မျိုးလုံးစိမ့်တွေနဲ့မိဆာဆိုတာဟာတကယ်တော့အထူးကကိုရွေးဝတ်ဆောင်နေဝတ်ဆင်ထားတဲ့စစ်သားတွေဖြစ်နေပါတယ်။စစ်သားတွေကသူတို့ကိုစေးထိုးဆန်းသက်လိုက်ပြီး သွေးမဲရောင်ထွက်လာတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်သူတို့ဟာကူးဆက်ခံသူတွေအဖြစ်သတ်မှတ်ပြီးတက်ပြစ်ဖို့အမိတ်ပေးလိုက်တယ်။စစ်သားတွေကကလေးမလေးကိုတနက်နေ့ပြစ်ဖို့ပြင်နေတုန်းကပဲဂျက်ဆွန်ကပြန်ရောက်လာတယ်။ဒါပေမဲ့သူကလူသားတယောက်အနေနဲ့မဟုတ်တော့ပဲမျိုးလုံးအနီရောက်နေတဲ့အစွားကြီးမားတဲ့တရဝတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။